ားလုံးမင်္ဂလာပါ Dragon Fish Show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။မင်းညတော့ကတော့ကျွန်တော်တို့လိုပါဘူးအတင်းက Istanbul မှာဒါ Garuda Sarri ကို 1C နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာနောက်ထပ်အရှုံးတွေကနောက်ထပ်အရှုံးတစ်ခုဖြစ်တဲ့ဒဏ်ရာပြဿနာရင်းထပ်ပြီးတော့ကြုံခဲ့ရတယ်။အဲအဲ့ဒဏ်ရာပြဿနာကတော့အကုန်လုံးသိရတဲ့အချိန်မှာလေ Yuko Iki Tiki နဲ့ Goldma Alison ဘက်ကဆိုတော့ဒီသာသမတ်ကဒီသာသမတ်နှစ်ဦးလုံးကလက်ရှိမှာလဘာဘူးအသင်းအတွက်ကိုတကယ်ကိုမှအားကိုးနေရတဲ့သာသမတ်နှစ်ဦးသလုံးဖြစ်တယ်။အဲ့ဒီအပြင်ကိုမှ ရှုခုအီဂီတီဂီဆိုရင်ဒါဒီလက်ရှိမှာဆိုရင်ပေါ့လေဒဏ်ရာပြဿနာကအများကြီးမပြင်းထန်ဘူးဆိုရင်မဲ့ချဲစင်းနဲ့ပွဲစဉ်ကိုတော့ဒါတေချာပေါက်လွဲချော်သွားမယ်ဆိုပြီးသိရတယ်။အဲပြီးရင်လည်းအလက်ဆန်ဘက်ကဆိုရင်လည်းသူ့ရဲ့ဒဏ်ရာကတော့ပို့ပြီးတော့ပြင်းထန်တယ်ပေါ့လေ။ပို့ပြီးတော့ပြင်းထန်တယ်ဒီပြင်းထန်တဲ့အတွက်ဒါသူက international break ပြန်လာတဲ့ပြန်လာရင်တော့မှပဲကောင်းချင်မှကောင်းမှဆိုတဲ့အနေထားမျိုးပေါ့လေ။ဆိုတော့ချဲစင်းနဲ့ဝေးကွင်းသွားပြီးတော့လဲဆော့ရမယ်ဆော့ရမယ်ကွင်းကလည်း Stamford Bridge အဲအဲ့ဒီအနေထားမျိုးမှာကစားသမား2ဦးကိုထပ်ပြီးတော့လက်လွတ်ထားရတယ်။အဲ့ဒီကစားသမား2ဦးကလည်းဒါလက်ရှိအသင်းမှာအကောင်းဆုံး2ဦးလို့ပြောရမှာ။ဘာလို့ဆိုတော့ twin goal နဲ့ပတ်သက်လာရင် yuku ikidiki ကလက်ရှိတိုက်စစ်မှာအကောင်းဆုံးဖြစ်ပြီးတော့ဒါခံစစ်မှာဆိုရင်ဒါလက်ရှိ alison bucker ကအကောင်းဆုံးလို့ပဲပြောရမှာ။ဘာလို့လဲဆိုတော့ကိုသမား2ဦးကလည်းလက်ရှိခံစစ်ယိုယွင်းနေတဲ့အပေါ်မှာတော်တော်လေးကိုအားကိုးနေရတယ်ဗျ။အတူတူမြင်ညာကပွဲစဉ်တွေ crystal palace နဲ့ပွဲစဉ်မှာဆိုရင် goal မပြတ်သွားတာက အလီဆင်ဘက်ကကောင်းလွန်းလို့လို့ပဲပြောရမှာပဲဆိုတော့ဒီချက်အချိန်မှာဒါကျွန်တော်တို့စတန်ဖို့ဖစ်ကိုတွားရမယ်အဲ့ဒီအချိန်မှာအလီဆင်ဘက်ကနဲ့ယူကိုအီကီတီကီကိုထားခဲ့ရမယ်ဒါကအသင်းအတွက်တော်တော်လေးကြီးမားတဲ့ပြဿနာဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်အဲအဲ့ဒီဒဏ်ရာတွေကလည်းပြပြောမယ်ဆိုရင်ပြသေးလားအဲ့ဒီဒဏ်ရာတွေကလည်းမရသင့်တဲ့ဒဏ်ရာတွေရတာပြသေးလားတကယ်ကိုမရသင့်တဲ့ဒဏ်ရာတွေအဲ့ဒဏ်ရာဆိုဘာလို့လဲဆိုတော့ဒီနေရာမှာဗျအဲအလီဆင်ဘက်ကရသွားတာဆိုရင်အီဗရာဟီမာကိုနာတီအမား သူဘောလုံးပြန်ချပေးလိုက်တယ်အဲ့ဒီအချိန်မှာအော်စီမန်ကပီတာအော်စီမန်ကဘောလုံးကိုဆွဲထွက်သွားတော့အဲ့ဒီအချိန်မှာအလစ်ဆင်ဘက်ကအမရအောင်ပြန်ပြေးတဲ့အချိန်မှာသူဒါတခေါက်ကျော်တန်ရပြန်ရလာဆိုတော့ဒါကဒါအီဘူးရဲ့အမားကတစ်ဆင့်မဖြစ်သင့်တဲ့တန်ရထပ်ဖြစ်တယ်အဲပြီးလို့ရှိရင်လည်းနောက်ထပ်ဒါရုပ်ကူ EGTK ရဲ့တန်ရဆိုရင်လည်းအဲ့လိုပဲပြန်ပက်တင်နဲ့ထိတဲ့တန်ရမဟုတ်ပဲနဲ့ဗျာသိလားအဲ့လိုမျိုးမလိုလားအဲ့တဲ့တန်ရတွေဖြစ်တာအဲ့တန်ရတွေက ဘယ်လိုမျိုးလဲအသင်းပေါ်အချင်းချင်းအမားတွေကအစပြအဲ့ဒိုင်ယာတွေကစပြီးတော့ရတာဒါရှုကိုအီကီတီကီဟိုဒိုင်ယာရတဲ့အလုံးဆိုရင်လေဒိုမီနိတ်ဆိုတဲ့တိုင်းဖြတ်ပေးလိုက်တဲ့အလုံးကဘောလုံးကနောက်ကိုခြံပြီးတော့ပေးလိုက်တာဗျာအဲ့ဒါကိုရှုကိုအီကီတီကီကရှေ့ရောက်နေတာအဲ့တော့ဘောလုံးကြံခဲ့တာကိုသူမရရတဲ့အနေနဲ့ပြန်ပြီးတော့ဒါလှမ်းတားလိုက်တာဗောလေလှမ်းတားပြီးတော့သူလူပေးလိုက်တာအဲ့ဒီအချိန်မှာသူပေါင်ဟာသူလည်းပေါင်ဒိုင်ယာပဲဗောလေပေါင်ဒိုင်ယာပဲဆိုတော့တော်တော်လေးကိုအချိန်နေဆိုပါတယ်တော်တော်လေးကိုအချိန်နေဆိုပါတယ်ဒါက မရသေးတဲ့ဒဏ်ရာတွေပြတည်လားကျွန်တော်တို့ဒါကစားသမားတဦးနဲ့တဦးထိပြီးတော့ပြိုင်ပွဲကစားသမားနဲ့ထိပြီးလို့ဒါဒဏ်ရာရသွားတဲ့ဆိုရင်တော့မှပဲဒါဘယ်လိုပြောလဲနည်းနည်းလေးပြကျွန်တော်တို့ခံစားသေးတယ်ဗျာဒါကအကိုအသင်းရဲ့အမားကတဆင့်အဆုံးဖြတ်ချက်အမားတွေကတဆင့်ဒီလိုမျိုးဒဏ်ရာတွေရတာဆိုတော့ဒါကတော့ဒါတော်တော်လေးဆိုးတဲ့အရာတစ်ခုဖြစ်တယ်အဲဒီလိုမျိုးဒဏ်ရာတွေကိုထပ်ပြီးတော့မကြုံရဘူးပဲကျွန်တော်မျှော်လင့်ရမှာပေါ့လေလက်ရှိမှာတော့ဒီသားသမား၂ဦးကစတန်ဘူဘရစ်မှာသွားကစားရမယ်ပြီးများလေးရဲ့ပွဲစဉ်ခွန်ကိုဒီသားသမား၂ဦးလွဲမယ်ဆိုတော့ ဒီသားသမား2ဦးကလက်ရှိအချိန်မှာလက်ရှိဘာလဘဘူးရဲ့အကောင်းဆုံးကစားသမား2ဦးဖြစ်တယ်ဒီသားသမား2ဦးမပါတဲ့အချိန်မှာလဘဘူးကဘလိုကစားသမားရင်းနဲ့ရှေ့ဆက်မလဲအဲ့မဲ့ကဂိုသမားနေရာမှာတော့အဲ့ဒါအလက်ဇန်ဘတ်ကမရှိဘူးဆိုရင်တော့ပဲမမတက်ရှိလီပဲရှိရယ်ဒီသားသမားကလည်းမမတက်ရှိလီကလည်းကျွန်တော်အကုန်လုံးတီးခဲ့တဲ့အချိန်မှာသူကကြော်ကြီးရမှာလေတကယ်ကောင်းတဲ့ကစားသမားဖြစ်တယ်အဲ့ဒါဘယ်လိုမျိုးလဲတကယ် quality player လို့ပြောလို့ရတယ်ပေါ့လေသို့ပေမဲ့လည်းကျွန်တော်အလစင်ဘက်ကာကိုဂျုံတလောက်တော့ဂျုံလို့ရနိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ပြန်မမတက်ရှိလီဘီကိုကျွန်တော်တို့လေဘာဘူးဝိဆုံနဲ့ ဒါဘယ်လိုပြောမလဲ FA ကဒါကာဘောင်ကတ်နဲ့ပြီးခဲ့တဲ့ဒါခြေတန်းပွဲတွေမှာပဲကျွန်တော်တို့ကောင်းကောင်းတွေ့ခဲ့ရသေးတာသူရဲ့ lesson ကဘယ်လိုမျိုးအရာလဲဆိုတော့ကျွန်တော်တို့သိသိကြာမသိရသေးဘူးဆိုတော့ Alison Becker ရဲ့နေရာကိုအစားထိုးပြီးတော့ဝင်လာမဲ့ကစားသမားဖြစ်တဲ့အတွက်ဒါ Alison Becker လောက်တော့ကျွန်တော်ယုံကြည်လို့ရမှာတော့မဟုတ်ဘူးဒီအတွက်ခန်းစစ်ကတော့ပို့ပြီးတော့ကျွန်တော်တို့ဒီဒီထက်ပိုကောင်းတဲ့ခန်းစစ်တစ်ခုဖြစ်ဖို့တော့လိုအပ်တယ်လို့ထင်နေပါလေ ။ဘာကြောင့်လဲဆိုတော့ဒီထက်ပိုကောင်းတဲ့ခံစင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ RD မှာကျွန်တော်ခဏခဏပြောတဲ့အတိုင်းပဲဗျာကျွန်တော်ရှင်းပါမယ်အများအားဖြင့်ပြောတဲ့အတိုင်းပဲ။ဒီလိုမျိုးခံစင်းနဲ့ကျွန်တော်တို့ပြီးမားလိတ်တွေချန်ပီယံလိတ်တွေကိုလိုချင်နေလို့မရဘူး။နော်အတင်းကဒီ RD မှာလူတွေအများကြီးဝယ်ထားတယ်။ပတ်စံတွေတက်အများဆုံးသုံးထားတယ်တော်တော်လေးကိုသုံးထားတယ်။ဒါလည်းဘာလို့အတင်းတမိုင်းတစ်ချောင်းမှာဆိုရင်ဒီနှစ်ကဒါ record breaking နှစ်ပဲဆိုတော့ပတ်စံတွေအများကြီးလဲတုံးထားတယ်လူတွေလည်းအများကြီးလဲဝယ်ထားတယ် အဲလက်ရှိမှာဆိုရင်လည်းပရီးမီးယားလိမ်မှာလည်းဒါ9ပွဲတွေတောက်လျှောက်ဆက်ထားတယ်ပေါ့လေဒါက19နဲ့ပွဲတွေကောမ19နဲ့ပွဲတွေကောစုံနေတာရှိတယ်တို့ပြမဲ့ထားလိုက်ဒါကအဓိက9သွားတယ်9ပွဲတွေလည်းတောက်လျှောက်ဆက်ထားတယ်ဒါနောက်ဆုံးမှာတော့ရှုံးပွဲ2ပွဲကိုမထင်ထားတဲ့အခြေအနေမှာဇက်တိုက်ကြုံလိုက်ရတယ်အဲ့လိုအခြေအနေမျိုးမှာအန်နက်ရှလောအနေနဲ့ကပြန်ပြီးတော့သူအတင်းကိုဘာတွေလုပ်လို့ရမလဲဘယ်နေရာတွေမှာပြင်ရမလဲဆိုတော့သူကောင်းကောင်းပြန်ပြီးတော့သုံးသပ်သင့်ပြီလို့တော့ထင်တယ် အထူးသဖြင့်ဒီလိုမျိုးဒဏ်ရာပြဿနာတွေကြုံလာရတဲ့အချိန်မှာအသင်းရဲ့တိုက်စစ်နေရာမှာဆိုရင်ယူကူအီကီတီကီထွက်သွားတယ်ယူကူအီကီတီကီမပါနိုင်ဘူး e-set ပါတယ်ဒါကကိစ္စမရှိဘူးဗျာ e-set ဆိုတာကကျွန်တော်တို့တပွဲမဟုတ်ရင်တပွဲပြန်လာမယ့်ကစားသမားဒါကကျွန်တော်တို့အပြည့်အဝယုံကြည်ပြီးသားဗျာဒါအပြည့်အဝယုံကြည်ပြီးသားဘာဖြစ်လို့အပြည့်အဝယုံကြည်ပြီးသားလဲလို့ပြောတာလဲဆိုတော့လက်ရှိမှာအလဇနာ e-set ဆိုတာကပရီးမီးယားလိမှာသူ၃လနှစ်လောက်ကျင်နေပြီးသားပြီယူကာဆယ်လိုအသင်းမျိုးမှာလည်းသူဂိုးတွေအများကြီးတွင်းထားတယ်ဗျာဆိုတော့ဒါက ဒါလက္ခဏာ e-set နဲ့ပတ်သက်ပြီးကျွန်တော်အပြည့်အဝယုံကြည်လို့ရတဲ့အရာအချိန်တန်ဒီဇာတ်သမားကပြန်လာမှာဗျာအဲ့တော့ဒါ Chelsea နဲ့ပွဲစဉ်အတွက်တိုက်စစ်ညံမှာ Yuku EKTK မပါနိုင်ဘူးဆိုရင်တော့မှပဲလက္ခဏာ e-set ပါတယ်ဒါကတိတ်ပြီးတော့ကွာချသွားမယ့်အရာမဟုတ်ဘူးအဲပြီးလို့ရှိရင်လည်းဒါဘယ်လိုပြောမလဲကျွန်တော်တွေဒါမမတက်ချီဘီကိုထပ်ပြီးတော့တွေးရမယ်ဒါပေမဲ့ Alisson Becker လောက်မယုံရဘူးဆိုပေမဲ့လည်းဒီဇာတ်သမားကလည်းတကယ် quality player ပဲအများကြီးတော့ပြောင်းလဲသွားတာချင်းတော့မရှိဘူးကိုလေတိုးပြင်မဲ့ဒီလိုမျိုးတန်ရာပြဿနာတွေဆိုတာမဖြစ်တဲ့ မဖြစ်တဲ့နဲ့တိုင်ရန်ပြဿနာမျိုးတွေပြသေးလားမဖြစ်တဲ့နဲ့တိုင်ရန်ပြဿနာမျိုးတွေတော်တို့ကပြိုင်ဘက်အသင်းနဲ့ကစားတဲ့ခါမှာရှင်ကစားတဲ့ခါမှာကစားသမားတိုင်းကဗျာကစားသမားတွေကဒါထိမှာဆိုလို့ဒဏ်ရာရမှာဆိုလို့တိန်းရှောင်ပြီးရှော့ဆော့နေတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်အဲဒါကဒဏ်ရာပြဿနာရှိမှာဆိုလို့ဒါသူတို့တွေဒဏ်ရာပြဿနာကိုကြောက်လို့သူတို့ကသူတို့ရှောင်ဆော့ရတာပဲရှိတယ်ဒဏ်ရာကိုရှောင်ဆော့တယ်တိုးပေမဲ့မထင်မှတ်တဲ့အချိန်မှာဒီဒဏ်ရာမျိုးရသွားတယ်ဒါကလည်းကိုယ်အသင်းရဲ့ပြိမိတ်တွေရဲ့ဒါဘယ်လိုမျိုးလဲမာယွင်းမှုတွေ တင်မိတ်တွေရဲ့ဆုံးဖြတ်ချက်မှပြတ်သားတဲ့အရာတွေကနေလို့ဒီတန်ရာရတယ်။ဆိုတော့ဒီတန်ရာတွေကတကယ်တမ်းတော့ဗျာမရသင့်တဲ့တန်ရာတွေဗျာ Stamford Bridge လိုမျိုးဒါ Chelsea ရဲ့အိမ်ခွင်မှာအမြဲတမ်းခက်ခဲလေးရှိတဲ့လဘဘူးအမြဲတမ်းလိုလို Chelsea ရဲ့အိမ်ခွင်မှာဆိုရင်ဒါနိုင်ပွဲရဖို့အတွက်တော်တော်လေးကြိုးစားရမယ်လဘဘူးဒါထပ်ပြီးတော့ဆိုတာကဗျာလက်ရှိကျွန်တော်ကပြီးခဲ့တဲ့ပွဲစဉ်မှာရှုံးသွားတယ်။ရှုံးသွားတဲ့အတွက် Arsenal ကအဲ့ဒီပွဲစဉ်မှာနိုင်သွားတယ်။ဒီနှစ်သိန်းကြားမှာကဒါရမကနှစ်မှတ်ပဲကွာတော့တာ။အဲ့လိုမျိုးအနေထားမျိုးမှာအဆင့်နှစ်ကအသင်းက ဒါနောက်လာမယ့်ပွဲစဉ်မှာဆိုရင်တို့ပွဲချောင်နေဗျာဒါအာဆင်နယ်ကနောက်လာမယ့်ပွဲစဉ်မှာဆိုရင်ပွဲချောင်နေတေချာပေါ့တို့အနိုင်လို့တွတ်ထားလို့ရတယ်အဲ့ဒီအရာမျိုးမှာကိုရီးယားတင်းနေတဲ့ကရမ်းမတ်မဆုံးရှုံးဖို့လိုတယ်ရမ်းမတ်အပြည့်အဝမဆုံးရှုံးဖို့လိုတယ်အပြည့်အဝမဟုတ်ဘူးဗျာရမ်းမတ်ကဘယ်လိုပြောလဲကျွန်တော်တေချာတော်မှပဲတေချာဆိုရင်တော်မှပဲကျွန်တော်တို့ကတော်တော်လေးစိုးရင်ရမယ့်အနေအထားမျိုးမှာရှိတယ်ဆိုတော့ ရမ်းမှတ်တွေမဆုံးရှုံးဖို့လိုတယ်ဒီအရာမျိုးကိုဖြစ်လာဖို့ဆိုတာကတော့တိုက်ဒါတိုက်စစ်မှာရောကွင်းလက်မှာရောခံစစ်မှာရောအများကြီးကိုအာနက်ရှော့နေနဲ့ပြုပြင်လာဖို့လိုတယ်လို့တော့ထင်တယ်အတူတူမြန်မာကျွန်တော်တို့မင်းညတော်ကပုံစံတွေ့ခဲ့ရတယ်သူသားသမားတွေကို rotation လုပ်ပြီးတော့တုံးတယ်အဲဒါဟျူဂိုအီကီတီကီနဲ့ကျွန်တော်တို့လဇနာအီဆက်ကိုတွဲဖက်ပြီးတော့မြင်ရဖို့ရှိတာပေါ့လေတိုးပေမဲ့လည်းဒါကအများကြီးအလုံးမဖြစ်သွားဘူးဒါထင်ထားတဲ့အတိုင်းဖြစ်မလာဘူးပေါ့လေဒီသားသမားနှစ်ဦးတွဲဆော့တာကိုကျွန်တော်တို့မမြင်လိုက်ရဘူးအဲဘယ်လိုပြောလဲတစ်လုံးထိနှလုံးထိလောက်ပဲပြီးရင် အကုန်လုံးကဒါဒီ Hikuki ကြီးကတန်းရသွားတာအဲ့ဒီညမှာဒီသာမန်2ဦးရဲ့ဒါကျွန်တော်တို့ရဲ့အခြေဆက်ကိုမမြင်ရဘူးတော်ရမယ်လေဤဆက်ကဤဆက်ပဲရှုကူဤကီကရှုကူဤကီဒီကီပဲအချိန်တန်ဒီသာသမာနှုတ်ကပြန်လာမှာတော်ပေမဲ့ချဲစီးနဲ့ပွဲမှာတော့ဤဆက်ပြန်လာဖို့လိုတယ်ချဲစီးနဲ့ပွဲမှာမှကျွန်တော်တို့ရေဒန်အဘလိုပြောမလဲကျွန်တော်တို့ရေတရေတော့မဟုတ်ဒါအရှုံးနဲ့ဒါကြုံတွေ့ခဲ့ရမယ်ဆိုရင်တော့အဲဒီယာဒီမှာကျွန်တော်တို့ရေယာဒီအဖွင့်ကောင်းခဲ့တယ်ဆိုပေမဲ့ ဒီလိုမျိုးရမှတ်တွေဇက်တိုက်ဆုံးရှုံးလာပြီဆိုရင်တော့ဒါပြောစရာတွေဖြစ်လာပြီပေါ့လေပြောစရာတွေစာပြီးတော့ဖြစ်လာပြီဆိုတော့ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီးတော့လီဗာပူးတင်းကဒီဟာဒီရာဒီမှာစာပြီးတော့ကြုံတွေ့လာရပြီပြီးခဲ့တဲ့အချိန်တွေအထိဒဏ်ရာပြဿနာတွေကင်းစင်ခဲ့တာဗျာ injury list ထဲမှာဆိုရင်ဘယ်သူမှရှိမနေဘူးဒါကာလာရှိနားနေရတဲ့သူတွေအများကြီးရှိမနေဘူးဗျာအဲ့ဒီအချိန်မှာမှအခုဆိုရင်ဒဏ်ရာပြဿနာတွေစာပြီးတော့ကြုံရပြီအခြားအသင်းတွေကဒဏ်ရာပြဿနာတွေနဲ့ကြုံနေရတယ်ဗျာဥပမာ Chelsea ဆိုရင်လည်းဒဏ်ရာပြဿနာတွေတောက်လျှောက်ရှိတယ်။ Man United, Tottenham Hotspur ဆိုလည်းဒဏ်ရာပြဿနာတွေရှိတယ်။ အာဆင်နယ်ဆိုရင်လည်းဒီတိုင်းပဲဒဏ်ရာပြဿနာတွေနဲ့လုံးပန်းနေရတဲ့အချိန်အဲပြီးလို့ရှိရင်ဒါတစ်ဖက်ကမန်ချက်စတာစီးဆိုရင်ဒဏ်ရာပြဿနာတွေကိုတိုင်ပတ်နေတဲ့အချိန်ဒါသူတို့ကလည်းဒီလိုမျိုးဒဏ်ရာပြဿနာတွေဖြစ်နေတဲ့အချိန်မှာလည်းသူတို့ကလည်းပွဲကျက်ပဲကိုလီဗာဘူးကလည်းဒဏ်ရာပြဿနာဆရတဲ့အချိန်မှာပွဲကျက်ဆပြီးတော့ဖြစ်တာကတော့ဒါကအတင်းအတွက်တော့ဒါကောင်းတဲ့အရာတော့မဟုတ်ဘူးပေါ့လေအပေါင်းလက္ခဏာဆောင်လာတဲ့အရာတော့မဟုတ်ဘူးဆိုတော့ဒန်ယာပြဿနာနဲ့ပတ်သက်ပြီးယူကူအီဂီတီကီနဲ့ဒါအလစင်ဘက်ကတော့ချယ်ဆီနဲ့ပွဲကိုထေချာပေါက်လဲဖို့ရှိတယ်ဆိုတော့ ဒီတိုင်းပြဿနာတွေလည်းပတ်သက်ပြီးကျွန်တော်ကိုဘယ်လိုထင်ကြလဲဘယ်လိုထင်ကြလဲကျွန်တော်ဆွေးနွေးကြပါဦးကျွန်တော်လည်းတိုင်းဆက်ကွာလေးလုပ်ပြီးကြပါဦးကျေးဇူးများအားတင်ပါတယ်ဗျာ